အလစ်ပျော်ရွှင်နေခဲ့တယ်။ဒါပေမဲ့နောက်တစ်ဆက်ကမှပဲအီဗန်ကသူ့ချစ်ဦးသူအတွက်အစာရင်ဆေးဝယ်ခိုင်းပြီးစားတောက်ဆိုင်ကနေအသားဟင်းပိုယူခိုင်းခဲ့တယ်။စကားတစ်ခုမှမပြောဘဲအလစ်ကစားတောက်ဆိုင်ကိုပြေးသွားပြီးသူမအကြိုက်ဆုံးထမင်းဘူးနှစ်ဖူးကိုဝယ်လိုက်တယ်။နိုင်ဝက်အကြမှာအီဗန်က အလစ်ကိုရှာတွေ့ပြီးထမင်းဘူးနှစ်ဖူးလုံးပလာဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူကချက်ချင်းအော်ဟစ်ပြီးသူမကိုဝက်မလာလို့မေးတယ်။ သူ့ချစ်ဦးသူရဲ့အစားစာကိုဘာလို့စားရဲတာလဲလို့မေးခဲ့တယ်။အဲလစ်ကငါကိုယ်တိုင်ဝယ်တဲ့အစားစာကိုငါစားတာဘာဖြစ်လဲလို့ပြန်ဖြေခဲ့တယ်။အီဗန်ကနားမကျဘူးလားလို့စောက်အောင်မေးပြီးဘာလို့စေးမဝယ်သွားတာလဲလို့မေးခဲ့တယ်။သူ့ချစ်ဦးသူရဲ့အစာအိမ်ကပောက်ကွဲတော့မလောက်နာနေပြီလို့သူပြောခဲ့တယ်။အဲလစ်ကလောင်ပြောင်ပြီးသူ့ချစ်ဦးသူနဲ့ဘာမှမပတ်သက်ဘူးလို့ပြောခဲ့တယ်။သူမကဘာလို့ငါကသူ့အတွက်စေးဝယ်ပေးရမှာလဲလို့မေးခဲ့တယ်။ဘေးနားကကြောင်းနေဘက်တယောက်ကအဲလစ်ကိုလောင်ပြောင်ခဲ့ပြီး ။အီဗန်အိမ်ကအိမ်ဖော်ရဲ့တမိအနေနဲ့အီဗန်ရဲ့ချစ်သူအတွက်ဆေးဝယ်ပေးဖို့ကသူမရဲ့တာဝန်ပဲလို့သတိပေးခဲ့တယ်။အလစ်ကအီဗန်ဘက်ကိုလှည့်ပြီးမေးခွန်းထုတ်ခဲ့တယ်။ငါကမိမိသားစုရဲ့အိမ်ဖော်တမိဆိုတဲ့ကောလာဟာလကိုမင်းပါလို့ဖြန့်ခဲ့တာလေ။အီဗန်စကားမပြောနိုင်ဖြစ်သွားခဲ့တယ်။သူကအဲလစ်ကိုသတိပေးုံပဲတတ်နိုင်ခဲ့တယ်။ငါရဲ့စိန်ခံကားနဲ့အိမ်ကိုနောက်ထပ်မလိုက်တော့နဲ့။အဲ့ဒီညမှာအဲလစ်အိမ်ပြန်ရောက်ခဲ့တယ်။အိမ်ဖော်ကအီဗန်သူမနဲ့အတူ ပြန်မပါလာတာကိုအံ့ဩသွားတယ်။ အဲလစ်ကအခုကစပြီးဒီအိမ်မှာအီဗန်ဟာအစီခံတယောက်သာဖြစ်တယ်လို့ပြောခဲ့တယ်။